ို့ကိုကျိုးစည်းပွားအတအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီအချိန်မှာခမရမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ရဲ့ပထမဆုံးပြောရမှာကပြုံးလွင်ရဖြစ်စဉ်တွေပဲကျွန်တော်တို့စမှာပဲဗျပြုံးလွင်ဖြစ်စဉ်ပြုံးလွင်ဖြစ်စဉ်ဆိုတာအချောင်းပေါ့ဘူးပြုံးလွင်မျိုးကမရှိတဲ့အောင်စပယ်ဆိုတော့ရွှေဆိုင်ပေါ့ဗျအဲ့ဒီရွှေဆိုင်မှာဒီနေ့မနေ့ဆိုရင်ဒီမတိုင်းမှဖြစ်စဉ်ဖြစ်တယ်ဒါခမရတို့အားလုံးအဲ CCTV မှတ်တမ်းတွေကြည့်ပြီးတဲ့နေ့လည်းကြည့်ပြီးသွားပြီဆိုတော့ ကျွန်တော်တော့တခုတခါပြောရမလို့မင်းတရင်အဟောင်းပြောရအောင် ပြောရင်ပြောမှာโอเคအဲ့တော့ပြုံးလင်မြို့မှာရှိတယ်ဒီရွှေဆိုင်ပေါ့နော်အဲ့ဒီရွှေဆိုင်ကိုကောလိပ်ဓမ္မရတဲ့အုပ်စုကလာတာတော့ကျွန်တော်တို့မူလ CCTV မှာဆိုရင်နှစ်ယောက်တွေ့တယ်မူလ CCTV မှာဆိုနှစ်ယောက်တွေ့တယ်မျိုးစုံပြောနေကြတော့စုံနေတာပဲဒါမီလောက်မူလ CCTV မှာနှစ်ယောက်တွေ့တယ်အဲ့တော့အစိုးရထုတ်ပြန်ချက်ကိုအရင်ပြောပြမယ်အစိုးရထုတ်ပြန်ချက်ကိုပဲကျွန်တော်ကိုယ်ပိုင်ပြောပါဘာလို့ကိုယ့်အကူပြောရတာအစိုးရပြောတာဘူးပြောလို့ခေါ်ပြီးတော့ကိုယ်ကတော့ဆိုတော့ ပြုံးလွင်မြို့နယ်ရက်ကွက်ကြီး၃မန္တလေးလာရွှေလမ်းမကြီးပေါ်မှာရှိတဲ့အောင်စပယ်ဆိုတဲ့မြို့ရှိရွှေကိုင်းအဲ့ဒါကိုဒီနေ့နိုဘာ၁၂ရက်နေ့မနေ့၈နိုင်ခွဲလောက်အချိန်လောက်မှာဓမ္မတိုက်ပွဲလာဖြစ်တယ်အဲ့ဒါအဲ့အချိန်လောက်မှာစိုက်ကယ်နဲ့လူနှစ်ယောက်ရောက်လာတယ်စိုက်တွဲကိုရောက်လာတယ်ဟိုကစိုင်းဖွင့်မလို့တဆိုင်တောင်းရှိသူစူးစမ်းနေတဲ့အချိန်မှာပဲစိုင်းတွေကိုသူတို့ကဝင်ချလာပြီးတော့စိုင်းတွေရှိတဲ့ရွှေစရွှေတွေကိုလူရဖို့စူးစမ်းတယ်ဟိုပြောရင်တော့တနက်ထုတ်ချင်းပြီးသူလိုက်ပြီးဓမ္မတိုက်ပွဲလို့မဟုတ်ဘဲနဲ့ခတိတွေပဲသူကစိုင်းတွေဝင်လာတယ်ရွှေကိုခွဲပြီးယူဖို့စူးစမ်းတယ်အဲ့အချိန်မှာ လုံချွေးဝန်ထမ်းတယောက်မျိုးသားတယောက်ကပြည့်ပြီးတော့ဟိုခုခံဟိုကာကွယ်တိုက်ခိုက်တယ်ပေါ့ဗျာနောက်တစ်ခုကဒီဘက်ကအမျိုးသမီးတယောက်ကလည်းမျိုးတယောက်ကလည်းဟိုအတင်းချုပ်ထားတယ်ပုံလို့တယ်အဲ့တော့အမျိုးသမီးတယောက်နဲ့နောက်ဒီဘက်ကအမျိုးသားကြီးတယောက်နဲ့နှစ်ယောက်နဲ့ဟိုဘက်ကနှစ်ယောက်နဲ့ကြာမှလုံထွေးတတ်ဖို့တွေဖြစ်တယ်ပေါ့ဗျာဖြစ်ပြီးတော့တိတ်မကြဘူးဟိုဘက်ကဒီဒီဘက်ကမျိုးသားလည်းထိုးတော့ဒီထိုးတော့ထိုးရင်မဲ့လုံချွေးဦးလေးရယ်ထိုးရင်မဲ့လုံချွေးလုံချွေးအကိုပေါ့အဲ့ကောလည်းထိုးတော့ထိုးရင်မဲ့ပြဿနာဟိုလူကစိုက်ကဲဦးလို့စောင်းထားတယ်သူကမျက်နာအတော့တော့ထိုးလို့ဒီစိုက်ကဲဦးလို့စောင်းထားတော့ဘယ်လည်းလို့ထိမလဲပေါ့ဗျာပြောရရင်တော့ဟိုစိုက်ကဲဦးလို့ဂျီကိုပဲထိုးမိနေမှာပေါ့ဗျာသူထိုးတာ သူကလည်းဒီချိန်မှာပူထူနေတော့လဲသူဒီဒီလူကြောက်လန့်တော့မလားဆိုပြီးထိုးပြီးတော့ဟိုခုခံတဲ့သဘောမျိုးပေါ့တိုးတော့ကန်ဆိုးသွားတာကတော့အဲ့လူကန်ဆိုးအဲ့လုံချွေးဦးလေးလုံချွေးကိုကြီးကန်ဆိုးသွားတာကတော့ဟိုလူကသူထိုးသူ့ထိုးနေထိုးနေတော့ပင်ပဲပဲပဲတော့ဆိုသူအိတ်ထဲတနာကိုထုတ်ပြီးတော့သူတဲပြီးတော့ဒိန်းဆိုပြစ်သွားတာပြလိုက်တော့ဘုံဝင်တဲ့ပက်လက်ကလေးလန်ဂျီလေးကြကြငယ်တယ်အဲ့မှာနောက်ထပ်အမျိုးသမီးတောင်ထွက်လာချင်မှာအဲ့မျိုးသမီးသူကဟိုကောင်တစ်ဖက်တွန်းလိုက်တယ်နောက်ဟိုဘက်မှာတော့ဟိုမျိုးသမီးတောင်နဲ့အမျိုးသားတောင်ထခြားနေချင်မှာအဲ့ဒါလည်းသူကြော်လွားပြီးသူလူချင်းတိုင်းယူရဲပြီးတော့ထွက်ဖို့ကြိုးစားတယ် ။နောက်ဆုံးထွက်တဲ့အချိန်မှာဒါ CCTV ပထမပိုင်းဒုတိယပိုင်းမှာကျတော့အပြင်လျောက်ကိုအပြင်လျောက်ကိုရှစ်တဲ့ထဲမှာကြက်ဥဝါနဲ့ကင်ထားတဲ့ကက်နဲ့ကင်ထားတဲ့အမျိုးသမီးကကြောက်ကနပြစ်ပေါက်တယ်။အပြင်ရက်ွက်ထဲလူပေါ့နော်။ပြစ်ပေါက်တယ်ဘေးရလွယ်ဒုံးရိုက်ကိုပြစ်ရိုက်တယ်။အဲကျွန်တော်တို့ wine cycle wine ဆွဲတယ်။ဒါကိုကြည့်လိုက်ခြင်းအပြင်တော့ဟိုမြို့ကန်တွေကတော့ဒီလိုမျိုးဒီလူရမှုဟိုဓမ္မတိုက်မှုလူရမှုလက်မခံဘူးအကြမ်းဖက်မှုလက်မခံဘူးဆိုတော့မြို့ကန်တွေကပြတ်တာသွားတယ်။ပြတ်တာပြီးတော့အုပ်စုလိုက် wine ဖမ်းလိုက်တဲ့အတွက်အဲမိတယ်တယောက်ကိုမိတယ်တယောက်ကတော့ထွက်ပြေးလွတ်မြောက်နေတယ်လို့အချမ်းမြင်သိရတယ်။ ။တဘောက WL ပြောဆိုမယ်လေဒီမြို့ကနေပိတ်ဆို့ရှာဖွေမှုတွေကြောင့်ကျွန်တော်ထင်တယ်နောက်တရက်နှစ်အတွင်းအဲမိဖို့များပါတယ်။အဲ့ဒီနှစ်ယောက်စလုံးကတယောက်ကဖားကန့်ဘက်ကလာတာတယောက်ကမန္တလေးတဲ့ကလာတာလို့သိရတယ်။မန္တလေးတဲ့ဆိုတော့မန္တလေးတဲ့ကတယောက်ကတော့ဟိုမန္တလေးတဲ့ကတယောက်ကတော့အဲမန္တလေးမှာပြပြီပါဗျာဖားကန့်တယောက်ကတော့အရင်ဆုံးအမိခံမိလိုက်ဖမ်းမိသွားတယ်လို့ဆိုတော့ဆိုတော့ဒီပြည်စင်မှာခုနဒီ సై ကယ် sorry sorry အပြင်ဘက်အထဲမှာတော့ပြင်ထူပြီးထိုးရလုံကြွေး လူညိုကြီးလူညိုကြီးပုံကိုပေါ့နော်ပြစ်ထုတ်တဲ့လူညိုကြီးအကူကြီးရဲ့တတ်တီကိုလည်းချီကျူပါတယ်သူခင်ဗျကွယ်လွန်သွားရှာပေမဲ့သူ့တတ်တီရဲ့နည်းရတတ်တီမပေါ့ဘူးသူကောင်းမော်သူတာဝန်သူထမ်းဆောင်မှုစူးစမ်းတာပါဒါပေမဲ့သူအပရအားနှစ်ချက်ကသူ့ရဲ့အားနှစ်ချက်ဖြစ်သွားတာတော့သူ့ရဲ့အသက်ပါဆုံးရှုံးသွားတာဗာလဲဆိုတော့သူကထိုးနေတာကခက်တာဟိုဟာကိုသူထိုးနေတာဟုတ်သူကဟိုမျက်နှာကိုတဲပြီးထိုးတော့မျက်နှာဆိုင်ကဥတော်ဆောင်တော့မျက်နှာမထီတော့ထိရောက်မှုမရှိတဲ့ခါကျတော့ဟိုကပြင်ပြီးတော့ပြစ်တဲ့ခါမှာ ဆုံးပါသွားတယ်အကယ်၍သာစိုက်ကယ်တို့ဆောင်းထားဘူးရိုးရိုးတက်ဒီမတ်စတာထားတာလောက်ဆိုရင်တော့ထိုးလိုက်ရင်တော့နှစ်ချက်သုံးချက်တော့ထိုးခံလိုက်ရင်တော့ဒါအနေဝင်ဒီဝင်ဒီဖြစ်ပြီးတော့တနက်ပြေဖို့ခက်သွားမှာပေါ့နော်ဒီလိုလည်းရှိတယ်ဒီလိုပဲတခါအပြင်ရောက်တော့လေအဲ့ဒီစိုက်ကယ်နဲ့အဲ့ဒီအဖြူနဲ့လူကစိုက်ကယ်နဲ့မောင်းထုတ်ယူသားချင်းမှာရှေ့ရတဲ့ကတတိရှိနဲ့ကြောက်ပန်းနဲ့ပြစ်ပေါက်တယ်ကြောက်ကပ်ဖို့ဖြစ်ဖို့များပါတယ်ဘာနဲ့ပြစ်ပေါက်ပေါက်လိုက်တယ်ဟိုဘေးရတဲ့ကကြည့်နေဘေးရတဲ့ကကြည့်နေပြေးပြီးတော့ဒုံးတော့ဝင်ရိုက်တယ်ခက်တာသူကလည်းအဲ့လိုပဲဒီစိုက်ကယ်ကိုဆောင်းထားတဲ့ခေါင်းခေါင်းခေါင်းဆောင်းထားတာအဲ့ဒါကိုအဲ့နေရာကိုပဲရိုက်နေတော့ဟိုပြောရမလားဟိုထိရောက်မှုမရှိဘူးပေါ့ ဖြစ်အောင်မရှိတော့လူအုပ်ကြီးနဲ့ဝိုင်းဖမ်းပြီးသူကတော့အဲ့အဖြူနဲ့ပြောင်းတော့တုံ့ပြန်ထိုးကြိတ်တာကြီးလွတ်လိုက်ပါသေးတယ်ဒါပေမဲ့လူအုပ်ကြီးနဲ့ဆိုတော့သူမနိုင်တော့မှန်းသိတော့သူကောင်းမအောင်ဖမ်းခံလိုက်တယ်အဲ့တော့သူ့ဟာကိုမိသွားတယ်ဟိုတယောက်ကတော့စောကြီးရဲ့သူ့ကိုပစ္စည်းတင်ပေးပြီးပြီးထွက်ပြေးတယ်လွတ်သွားတယ်အဲ့တော့ဒီဖြစ်စဉ်မှာတယောက်နင်းတိုင်းနဲ့လုံချွေးကြီးအကိုကြီးတယောက်တည်ဆုံသွားရှာတယ်အဲသူ့တာဝန်ကျေပွန်းတယ်ဒါပေမဲ့သူတည်ဆုံသွားရှာတယ်အဲကျန်တဲ့ဟိုဆိုလို့ရှိရင်ဟိုဓမ္မတက်တဲ့နေရာတွေတယောက်ကမိတယ်တယောက်ကထွက်ပြေးသွားတယ်ဒီဖြစ်စဉ်မှာဖြစ်သွားတယ်ဆိုတော့ဒါဖြစ်သွားတဲ့ဖြစ်စဉ်မှာအဲ့တော့ဒီဖြစ်စဉ်ကဒါပုံမှန်လို့ဆိုရင်ဒါဓမ္မတက်မှုဖြစ်တဲ့ဖြစ်စဉ်ပြီးသွားပြီပေါ့ ဒါပေမဲ့ခင်ဗျားတို့ပုံမှန်တိုင်းထည့်ပြရအောင်တော့ပြည်ပြေးမီဒီယာတွေမှာကြဘယ်လိုကြီးလဲဆိုတော့စစ်တပ်အုပ်ချုပ်နေတဲ့နယ်မြေမှာဓမြတိုက်မှုဖြစ်တယောက်သေဆုံးအဲဒါမျိုးတွေလာတာပေါ့ဗျာပြီးပါလဲဆိုတော့စစ်တပ်ကစစ်တပ်နဲ့ကြောင်းနဲ့အများပြားရှိတဲ့နေရာစစ်အုပ်စုနယ်မြေစစ်တပ်နယ်မြေအစားဆုံးပေါ့စစ်တပ်စစ်အုပ်စုစစ်လုံခြုံရေးအားများအဲ့ဒါတွေရှိတဲ့ကြားထဲမှာဓမြတိုက်မှုဖြစ်ပါတယ်ဆိုတာမျိုးတွေဟောခေါင်းစဉ် highlight လုပ်တာပေါ့ဗျာဆိုတော့မီဒီယာရဲ့သဘောတော်ကတော့ highlight လုပ်တာပေါ့ဆိုတော့ဒါကတော့လေသူတို့ကတစ်ဖက်ကတော့မုန်းနေတဲ့ခါကျတော့အမုန်းတက်ခံတယ်လုပ်တဲ့ဟာဖြစ်တော့ သတင်းကိုသတင်းလို့ဆိုတာတဲ့လိုရတဲ့ပုံ emotion ပါပါနဲ့ကြိုက်ထည့်ရတာပေါ့ရေးကြတာပေါ့နော်ဆိုတော့သတင်းကိုသတင်းလို့ရေးတာသတင်းသတင်းကတော့သတင်းလို့ပဲရေးရပါတယ် emotion မပါပါဘူးကျွန်တော်ဒီရုပ်တံပြောတဲ့ခါမှာလည်းရုပ်တံသတင်းကြီးညာတိုင်းသတင်းကြီးညာလို့ပြောရပါတယ်ကိုကကျွန်တော်ကသတင်းကြီးညာကိုကွက်စိတ်လို့ပြောနေတာဖြစ်တဲ့အတွက်နော်ကွက်စိတ်ဆိုရလဲခြားလို့မပါဘူးဟိုတလောမှာကိုကြီးထုတ်ဦးကြီးထုတ်ကပြီးတော့သတင်းသတင်းသတင်းကွက်စိတ်ဟောနေရတယ်အဲ့လိုပြောသွားလို့ကွက်စိတ်ဆိုတဲ့ကလေးကိုကျွန်တော်သုံးတော့ကွက်စိတ်ဟောသလိုဟောနေတာဖြစ်တယ်ကျွန်တော်ကဒီအလွတ်တန်းပြောနေတာဖြစ်တဲ့အတွက်ဒီဟိုဘယ်လိုခေါ်မလဲတကယ်ဟိုဟွာ ပုံလိုဘတ်ဆာနဲ့စတိုရီပြောသလိုပြောနေဖြစ်နေတဲ့မတူပါဘူးအဲ့တော့ကျွန်တော်တို့ကြတော့ဒီလိုပြောလို့ရရင်မယ်ဟိုသတင်းကြီးညာတဲ့ဆိုင်သတင်းလိုကြီးညာပါတယ်သတင်းရေးနဲ့သတင်းလိုရေးရပါတယ်ဒါလေးကိုတချို့လူတွေမကွဲပြားတဲ့အတွက်ထဲတစ်ခါထပ်ပြောတော့ပါเนาะဆိုတော့ဒါလေးကပြည်ပြရတော့အုပ်စုတွေကဒီလိုရေးမှာပါဘလို့ဖြစ်ဖြစ်လောဆိုတော့ရေးချင်သလိုရေးကြရင်မယ်လောဆိုတရားကတော့ကိုလုံးတော့ပါပြီဒီလိုမျိုးရေးတော်ဝင်ကြည့်ခဲ့တဲ့လူကြီးဦးလေးကြီးနဲ့ပတ်သက်ရင်လည်းခွေးကြီးနဲ့ပတ်သက်လည်းသဆိုင်ရလူတွေကတော့အားလုံးဆန္ဒထော်ရပြီးစေမကောင်းဖြစ်နေကြပါတယ်။ကိုယ်တော်တော့ရှာတယ်စေမကောင်းဖြစ်နေကြပါတယ်။ဒါကတော့တွေ့ရပါတယ်။ဒါကတော့ပြုံးလို့ဖြစ်တဲ့ကိစ္စပါတော့။ဒါမကြငယ်မှလည်းမိပါလိမ့်မယ်။အစိုးရထုတ်ပြန်ချက်အရဆိုတယောက်မျိုးပြီဆိုတော့နောက်တစ်ယောက်ကမျိုး သိပ်မဝေးတော့ဘူးလို့ယူဆပါတယ်ကြဲကြဲလောင်ဖြစ်သွားတယ် CCTV မှတ်တမ်းတွေလည်းဒီဟိုလူမှုကွေးတော့ခမပြတ်လိုက်ပြီဆိုတော့ဒါကြဲလောင်ဖြစ်တဲ့ကိစ္စပါပဲနော်ဆိုတော့ဒါတစ်ခုပါအာနောက်တစ်ခုကကျွန်တော်တို့ဒီအမှုပညာရှင်တွေကိစ္စကျွန်တော်ဒီနေ့ပြောရပါမယ်လူပညာရှင်တွေကိစ္စဆိုတော့ကဒီနေ့လေလူပညာရှင်တွေပူပေါင်းပါဝင်လာမှုရှိတယ်မနေ့ကလည်းရှိတယ်အဲမနေ့ကတော့မနေ့ကညကတော့မနေ့ကညအနေဒီနေ့မနေ့စောကြီးဒီမှာ TikTok တွေ Facebook တွေ YouTube channel တွေစသဖြင့်နေရာပေါင်းစုံမှာပြန့်နှံ့နေကြတာကမနေ့ကတော့ ဒီအနုပြရှင်အများကြီးပေါ့နော်ပါဝင်လာတဲ့အနုပြရှင်အများကြီးရဲ့အကြောင်းလေးပေါ်ပေါက်ခဲ့တယ်ဥပမာဆိုကြပါစို့သူစီးရင်နေအရာကျွန်တော်ဘယ်သူတွေပါလဲဆိုတော့တချို့တွေမသိမှဆိုလို့ကျွန်တော်စီးရင်လေးရင်နေရွတ်ပြတယ်ပေါ့နော်သူကထုတ်ပြန်ချက်မှာတော့မနေ့ကထုတ်ပြန်ချက်ဒီလိုပဲနှစ်ခုရှိတယ်။မနေ့ကထုတ်ပြန်ချက်မှာထုတ်ပြန်တဲ့ဟာက၁၇ရက်နေ့ညထုတ်ပြန်တဲ့ဟာမှာကကြတော့လူမြရှင်နေပါဝင်တဲ့လူမြရှင်နေသူကပြောတယ်။အဲ့တော့အဲ့ထက်မှာဆိုအားလုံးဒီအတိုင်းနော်ပြည်သူတို့ကိုစိုင်းစိုင်းခိုင်းလိုင်းထွန်းထွန်း ရွှေထူညီနန္ဒဟေဝေယံပိုင်တခွန်အောင်ရဲလင်းအလင်းအောင်တိုင်ရွန်လွှမ်းပိုင်ကြောထက်အောင်ထူအောင်အဲထွင်းဒရာဘိုခိုင်သိန်းကြီးအိန္ဒြာကျော်စင်စုပြသတင်းဖွဖွေးဘုမုံရွှေကြီးချောရတနာအေးမြတ်သူရွှေမွေရီခေဝင့်ဝါမိုးဧကို ရုံးရီလွင်မှုပုပ္ပမိသာရတနာဘိုပဇာဝင့်ကျော်ဖူးစုံနော်ဖော့အေထာနော်ဆောင်းဝီရီမေမေပကြီးသဲစုညိတ်မိမိကိုကိုရွှေသမီးဒီအုပ်စုတွေကလုံးဟာဒါရုပ်ကောက်ပါနဲ့ပတ်သက်ပြီးတော့သူတို့ဒီ ပူပေါင်းပါဝင်ပေးတယ်ပြည်သူပြည်သူအသိပညာပေးပူပေါင်းပါဝင်ပေးတယ်အဲ့တော့အားလုံးကဒီစည်းရုံးပဲမြင်ကြရတယ်ကျွန်တော်ဒီနေရာမှာဒီနေ့အခုပြောမှာကလူ49ဦးတိတိပါဝင်လာတာကိုကျွန်တော်ပြောပြမယ်နာမည်လေးပြောပြမယ်အဲ့ဒါခင်ဗျအဲ့ဒါနောက်ဆုံး latest information ပါအဲ information ပေါ့နော်ဆိုတော့ဒီနေ့ထုတ်ပြန်တဲ့အထက်မှာလည်းပါပါတယ်ဒီနေ့ထုတ်ပြန်တဲ့အထက်မှာလည်းတချို့တွေပါပါတယ် ဒီထုတ်ပြန်တဲ့အစိုးရထုတ်ပြန်ချက်ထဲမှာဒီနေ့ညပေါ့နော်အခုညဒီနေ့စနေနေ့ညနေစောင်းည၈နာရီကျော်လောက်ထုတ်ပြန်လာတာလေတိသက်ရှင်နေဖြစ်နေဆိုဖြိုးကြီးတို့ဝေးကြီးတို့ဝနတို့ဖြိုးပြည့်စုံတို့တားငယ်တားတားဖြိုးလေးပူပူချယ်ရီသင်းထိုက်ထိုက်မိဖူးထက်အစလီအမ်ဆိုင်လူမယ်ရီနော်မေးအမေမေမေမယ်ရီပေါ့နော်မယ်ရီပေါ့ဂျပန်ပြန်လိုက်တယ်အဲ့ဒါသူတို့ကလုံးကလည်းနိုဝင်ဘာ10နဲ့12ရက်မှာရန်ကုန်မှာရှိတဲ့မြန်မာသုံးပြည်တန်းချမှာသူတို့ရိုက်လို့ဆုံးလှူရှာမှုတွေပူပေါင်းပေါင်းပြီးလှုပ်တယ်လို့သူပြောတယ်အဲ့တော့ဒီအနုပညာဆိုတဲ့နေရာမှာကျွန်တော်တို့ဘယ်လိုခေါ်မလဲဒီဘက်ကအောက်စုပေါ့နော်ဟိုအထိ ခုနှစ်ရက်နေ့အထိပြီးစီးသွားတဲ့ဟာတွေပေါ့ခုနှစ်ရက်နေ့အထိဝင်ပါခဲ့တဲ့လူတွေနဲ့ခုနှစ်ရက်နောက်ပိုင်းဟာတွေကြောင့်ပြောတော့9ရက်နေ့နဲ့ခုနှစ်ရက်နေ့အတွင်းမှာဇာတ်ရိုက်ပါလာခဲ့တဲ့လူတွေကိုကျွန်တော်ဒီနေ့အစင်းနဲ့ရွတ်ပြပါမယ်9ရက်နေ့နဲ့ခုနှစ်ရက်နေ့တွင်မှာပါလာတော့တစ်ချက်ကလူမင်းမိဘွားမိဘွားဒရိုက်တာမိဘွားပြောတာ why ဝင်းလင်ထက်ဝင်းလင်ထက်အော်ဒတာပြည်ဒီဦးအင်ဒရာကျော်စင်မိုးဧကိုခဲဝင့်ဝါရွှေထုရွှေမွေဒီရွှေသမီးပိုင်တကွန်လွမ်းပိုင်နန်းစုရီဆူရတနာဘူချောရတနာဖူးစုံထူးအောင်ထက်အောင်ရှိုင်းချာလီနော် ရုံးရီလွင်မိုးဝါဆုံမိုးမိမိကိုကိုထွန်းထွန်းတိုင်ရွန်ညနန္ဒဆင်မတဇာဝင့်ကျော်အေးမြတ်သူအလင်းရောင်ထွင်းရွာဘူသဲဆူငိမ့်ပွေးပွေးကြောထက်အောင်အဲဝုံမုံရွှေကြီးဟိန်းဝေရန်စိုးပြစင်းသစင်းထူးမြင့်နေရဲမေပကြီးခင်လိုင်းနော်ခိုင်သိန်းကြီးစောင်းဝီမေအောင်ရဲလင်းဆိုင်းဆိုင်ခန့်လိုင်းနော်ဖော့အေထာအဲ့မှာမှာကို့အစီစဉ်နဲ့ကိုရိုက်ပို့တာကကို့အစီစဉ်နဲ့ကိုရိုက်ပို့တယ်ဆိုတဲ့လူတွေကနေမျိုးအောင်ပို့မိတာစုစုပေါင်း59ဦးအဲ့ဒီမှာခင်ဗျတယောက်ကတရက်စီပဲလာကြတယ်တချို့က9ရက်နေလာတယ်တချို့က9နေလာတယ် ါသူတို့လာပါကြတာ9ရက်နေ့ရဲ့9ရက်နေ့နဲ့2ရက် လာပါကြတယ်အဲ့ဒီမှာခင်ဗျာဘလောက်တောင်တက်တက်ကြွကြွနဲ့ပါဝင်ပူပေါင်းပေးတယ်လို့ဆိုတော့2ရက်တိတိ2ရက်တိတိလာပါတဲ့လူတွေပြောပြမှာ2ရက်တိတိလာပါတာကိုလူမင်း2ရက်တိတိလာပြီးသွားတယ်9ရက်နေ့တော့လာတယ်9ရက်နေ့မှလာပါတယ်နော်အာမိဘက9ရက်နေ့လာတယ်9ရက်နေ့လာတယ်ဒရိုက်တာဝမ်းကလည်း9ရက်နေ့လာတယ်9ရက်နေ့လာတယ်ဒရိုက်တာဝဲလွင်ထက်သူကလည်း9ရက်နေ့9ရက်နေ့လာတယ်နော်အော်ရတာကလည်း9ရက်နေ့9ရက်နေ့လာတယ်နော်ပြည်သူတို့အုပ်စုဆိုရင်9ရက်နေ့လာပါတယ်9ရက်နေ့လာတဲ့အုပ်စုဆိုတက်တဲ့စုဒီဘက်မှာနောက်အုပ်စု နော်ခုနနေမျိုးအောင်ခုနဟိုဟိုဘိုးချုပ်မကြီးကိုမိကရွက်ကနေခနဲ့တဲ့နေမျိုးအောင်သူဆိုရင်ကိုယ့်အစီအစဉ်နဲ့ကိုရိုက်တောင်ပို့သေးတယ်အဲဒါမျိုးတွေမိပို့မမိသားသူလက်ရိုက်ပို့တယ်ဗောနော်ဆိုတော့56ဦးရှိတယ်ဒါကတေးဥဆောင်ဘက်ချမ်းလို့တော့ပြောတေးဆောင်နေ driver ဘက်ချမ်းအစိုးရဘက်ချမ်းမှာလည်းအယောက်20ကျော်30နီးပါ30ကျော်ပေါ့30ကျော်ဒီဘက်က40ကျော်စုစုပေါင်း100လောက်နှုပညာရှင်နှစ်ခုနှစ်ခုပေါင်းပေါ့နော်နောက်တခြားအကူပါဆိုလူ100လောက်100ထက်မနည်းနှုပညာရှင်ပေါင်း100ထက်မနည်းဟာဒီဒီ လာရွေးကောက်ပွဲအတွက်ကိုဝိုင်းဝန်းကူညီအားဖြည့်ပေးနေကြပြီဖြစ်ပါတယ်။ဒါကိုကြည်ချင်းရဖြစ်တော့ဘာပဲပြောဟိုသူ့ပြရှင်ရဲ့စိတ်နေစိတ်ထားလေးကြီးသူတို့တွေလည်းလှုပ်တင်လှုပ်ထိုက်တာလေးရွေးချယ်ပြီးလှုပ်လိုက်လှုပ်လာတယ်ပေါ့နော်။ဖြစ်တင်နာရဲ့ဖြစ်ချင်နာရဲ့ဖြစ်ထိုက်တာရဲ့၃မျိုးရှိတယ်။ဖြစ်ချင်နာရဲ့ပေါ့ဗျာဖြစ်ချင်နာရဲ့ဖြစ်တင်နာရဲ့ဖြစ်ထိုက်တာရဲ့၃မျိုးရှိတယ်လူဘဝမှာ။ကျွန်တော်တို့လူရဲလို့မွေးလာကြတဲ့အဖြစ်ရမယ့်အရာဖြစ်ချင်နာရဲ့ဖြစ်တင်နာရဲ့ဖြစ်ထိုက်တာရဲ့၃မျိုးရှိတယ်။ဖြစ်သွားတာလေပေါ်ပေါ်ရဲ့၄မျိုးပေါ့ဗျာနော်။ဖြစ်ချင်နာရဲ့ဖြစ်တင်နာရဲ့ဖြစ်ထိုက်တာရဲ့ဖြစ်သွားတာရဲ့၄မျိုးရှိတယ်။ တော့အဲ့ဒီမျိုးထဲမှာကျွန်တော်တမျိုးမျိုးတော့လောက်ရမယ်။မဖြစ်တင်တာဖြစ်သွားရင်တော့တွားပြီပေါ့ဗျာ။အဲ့တော့အားလုံးကဒီအမှုပြရှင်တွေအကုန်လုံးကဖြစ်ချင်တာတွေကသူတို့ရဲ့ဆန္ဒကတခြားသူတို့စိတ်ထဲမှာခန္ဓာတွေခန္ဓာကိုယ်စိတ်ခန္ဓာကိုယ်တစ်ခုစိတ်တစ်ခုနဲ့ကိုယ်စီတစ်ခုစီဖြစ်တဲ့အတွက်သူတို့ရှိနေတာရှိလိမ့်မယ်။ဒါပေမဲ့အဲ့ဒီမှာဖြစ်တင်တာရဲ့ဖြစ်ထိုက်တာရဲ့ဖြစ်သွားတာရဲ့အုံမျိုးကိုသူမဖြစ်မနေထမ်းဆောင်ပေးတာဝန်နေရှိတယ်။လူတယောက်ကလူရဲလို့ကြည်ဖြစ်လာရင်ဝတ်တရားကိုထမ်းဆောင်မယ်ဝတ်တရားတွေထမ်းဆောင်ရတယ်။အဲ့တော့သူတို့ဟုသူ့ဝတ်တရားကိုသူတို့ထမ်းဆောင်ပေးသွားတယ်ပေါ့နော်။သူတို့ဖြစ်ချင်တာကဗျာဒါပေမဲ့စစ်တပ်အုပ်ချုပ်မှုသူမကြိုက်ဘူးလို့သူတို့ပြောချင်ပြောချင်လိမ့်မယ်။ ဒါပေမဲ့ okay အဲ့လိုမကြိုက်ပေမဲ့ငါတို့ဖြစ်တင်တာပါလဲမီး okay ဖြစ်တင်တာတော့ရွက်ောက်ဘွယ်ငါတို့ကူညီပေးတင်တာပေါ့ဆိုတော့အတွေ့မျိုးသူတို့မှာဝင်သွားပြီလို့ကျွန်တော်မြင်တယ်ဒါတင်းချက်ဒါကျွန်တော်ဘက်ကအကောင့်ရှုမြင်ပေးတာပါနော်နောက်တစ်ခါဖြစ်ထိုက်တာလည်းဒါပဲအဖြစ်ကိုဖြစ်သွားမယ့်အရာလည်းဒါပဲဆိုတော့သူတို့သိပုံရတယ်အဲ့တော့ဖြစ်ချင်တာတွေကိုရင်ဝါရင်မမေ့ထားဖြစ်တဲ့နိုင်ရည်နဲ့ဖြစ်ထိုက်တာရည်နဲ့ဖြစ်ဖို့လိုအပ်တာတွေဖြစ်သွားမဲ့အရာတွေသူတို့ဝင်လုပ်ပြီးသွားတယ်လို့ကျွန်တော်နားလေတယ်။နော်ကျွန်တော်ဘက်နဲ့ကိုလူမင်းတို့ဘာလို့ဆိုလဲတာတက်တက်ကြွကြွနဲ့ဒရိုက်တာဖြစ်နေတော့သူကပါဝင်ပြီးသေးတယ်။တခါတူးဆောင်ပေးရင်တော့တစ်ချက်တည်းပြီးသွားပြီမယ်။သူက တယောက်ဆောင်ဖို့လူတွေတော့သူက H ဟို driver တယောက်အနေနဲ့သူကဟိုလိုလုပ်ဒီလိုလုပ်ဆိုတော့သူကလုပ်ပေးသွားသေးတယ်ဇာဟိုဘယ်လိုခေါ်မလဲသူက guideline တွေပဲပေးသွားသေးတယ်ဆိုတော့ဒါသူ့ရဲ့ဥဆောင်ပါဝင်မှုပေါ့ဗျာကိုလိုမင်းတို့ driver ဝိုင်းဥဆောင်ပါဝင်မှုပေါ့ဆိုတော့ဘာပဲပြောဒီလိုလုပ်တဲ့အတွက်သူတို့လည်းဟောသူတို့ဘာလုပ်တယ်ဆိုတော့သူတို့သိသွားတယ်ပေါ့ပါတယ်အနုပညာရှင်တွေဆိုတော့ဒီလိုပါပဲတယောက်ဆောင်သူမျက်ရှိတဲ့အကုန်လုံးကသူတို့သူလာပြီးတော့ပြုတ်သွားကြတယ်တယောက်ဆောင်ပေးသွားကြတယ်အတချို့အနုပညာရှင်တွေဆိုရင်ဟိုပညာမတတ်တာသိသိတာတယ်တချို့အနုပညာရှင်ပညာမတတ်တာသိသိတာတယ်ဟိုပညာမတတ်တဲ့အခါကျတော့ဗျာဟိုဒီလိုကိစ္စမျိုးကြရင်အဝတ်စားတော့ဘလို့ဝယ်မှမသိတဲ့လူတွေရှိတယ် နော်ဝယ်ဆောင်ဘလို့ဝယ်မသိပညာမတတ်တာဘူးဗျနော်တချို့ဆိုရင်လင်မယားနေပုံမှာ၁၀ရက်အောင်အောင်လာမသိပါဘူးအဲ့လိုလူတွေကြတော့စာမတတ်ပေမဲ့ပညာမတတ်တွေဆိုတော့ဗျာသိရတိုင်းပဲဟိုအဝယ်ဆောင်ဘလို့ဝယ်မသိတော့ကောင်းကောင်းမသိလူရှိတယ်အချို့ဆိုနော်အဲ့ဒါဆိုနွန်နယ်လေးလာလေးတွေဝက်လာပြီးတော့နွန်နယ်လေးလာလေးဝက်လာပြီးမျက်နှာမိတ်ကပ်တမလိန်ဘာနီမလိန်ဘာမှမလိန်မဲ့နေတယ်တို့ရဲ့မွင်းအလှတွေကိုဖော်ပြတာပါဗျာနော်မွင်းအလှတွေကိုဆိုတော့ကျွန်တော်နားလေတာမင်းသမီးတွေမင်းသားတွေမင်းသားတွေခဏတော့ပါမင်းသမီးတွေဆိုတာသူတို့ကိုကင်မရာထဲမှာမလှမအောင်တအားကြောက်တဲ့ထဲမှာထိဆုံးอ่ะ မလှမှာဒါကြောက်တဲ့အထင်မှာထိဆုံးอ่ะဒါပေမဲ့မလှမှာကြောက်တဲ့အထင်မှာထိဆုံးอ่ะပါနေပြီမဲ့ဒီလိုဟာမျိုးလေးရောက်ကောမလှလည်းဘာဖြစ်လဲဆိုတဲ့ပုံစံမျိုးနဲ့ဟိုဘယ်လဲစိတ်ဒုံဒုံဂျုံဂျုံကြပြီးတော့ဟိုအရန်ကိုတခါလေးစိတ်နှလုံးညွန်းနှန်းနေတဲ့ပုံစံမျိုးဖြစ်အောင်လို့အင်းကြီးအရာကိုလည်းနွမ်းနွမ်းလေးရလေးဝတ်တာမျိုးတွေကာလာကိုရှော့ပစ်တာမျိုးတွေအဲဒီကမျက်နှာပါတီနှခန်းကြီးတွေမလိမ့်တော့တာမျိုးတွေစသဖြင့်အဲ့ဒါမျိုးတွေလှုပ်တဲ့ပြည်ပြချင်းချိုးလေတွေ့ရတယ်မြေဆိုးဖြစ်စေကမူတို့တို့ဒီလေဒါလုတ်ကိုလုတ်ရမယ်ဒါလုတ်တဲ့နေရာဆိုတော့တို့လက်ခံလို့လုတ်တယ်လို့ကျွန်တော်နားလည်ထားတယ်ပြီးတော့ တို့ဒါလောက်တာကမှတို့တို့ကဆက်ပြီးတော့ပုံပြီးတော့ပြသေးတယ်ဟိုဘက်ကအကောင့်တွေကိုတို့ဟိုဘက်အကောင့်တွေကျတော့တို့လောလက်မခံတော့တာဆိုတော့အဓိပ္ပာယ်ရှင်ဒီမှာလောက်တာနှမျိုးပဲရှိနေကြသူတို့ကသူတို့ယုံကြည်ချက်ကိုဆက်လက်ဆွဲကင်ထားရဲဆိုရင်ဒီစိတ်ကိစ္စမှာလောက်ပွားတဲ့အကြောင်းမရှိဘူးဒါရှင်းရှင်းလေးယုံကြည်ချက်ကိုသူတို့ယုံကြည်တာဗျာသူတို့ယုံကြည်တာထားပါတော့ NUG နဲ့ဒီဘေးအုပ်စုသူအားပေးခြင်းနဲ့စိတ်ဆန္ဒအပြည့်အဝရှိနေသေးတယ်ဆိုရင်သူတို့လာပွားအောင်စရာအကြောင်းမရှိဘူးဘာလို့သူတို့ယုံကြည်ချက်ကိုသူဆက်လက်မထောက်ပြီးတော့ခက်တီးပဲနေမယ်ဒါပေမဲ့အဲ့လိုမနေဘဲနဲ့ဟိုဘက်အုပ်စုကငါမပူပေါင်းဟိုဘက်အုပ်စုနဲ့တော့ငါလောကပတ်သက်တဲ့အကြောင်းမရှိဘူးဒီဘက်အုပ်စုလည်းငါကြိုက်လို့တော့မဟုတ်ပေမဲ့ ငါတို့လုတ်ပြရမယ်လုတ်ပြမယ်ဆိုတဲ့ဟာနဲ့လာတာမျိုးဆိုတော့ပြောရရင်တော့လက်ရှိဒီပွဲမှာလာတာကမျက်နှာလေးမျက်နှာငယ်လေးတွေပဲလာလာမျက်နှာသွယ်လေးတွေပဲလာလာမျက်နှာချောလေးတွေပဲလာလာကြိုက်သလိုလားဒီဘက်အုပ်စုကြိုက်တာမကြိုက်တာကသူတို့ရဲ့ခံစားချက်ဖြစ်ပြီးတော့ဟိုဘက်အုပ်စုကတော့လက်ခံနေတာမဟုတ်ပြောင်းပေကြလာတော့ကျွန်တော်ဒီနီဘင်းအုပ်စုကသူတို့အပြစ်တိုင်းတင်နေပဲဆိုတော့သူတို့သိပြီလားအခုပဲကျွန်တော်ပြောတော့ကိုပေါ့လိုလူမျိုးကအဝေးရင်ထိုင်ပြီးတော့သူတို့ YouTube မှာ YouTuber YouTube မှာဝင်ငွေကောင်းရေးအတွက်ကိုပြည်ထဲမှာကြံခဲ့တဲ့အမှုပညာရှင်တွေကိုဟိုလိုလိုလိုဒီလိုလိုလိုဆိုပြီးတော့ထိုင်ပြောနေတယ်သူတို့ခံနေရပြီ ဒီကပြည်သူမှအခုရိုက်ကိုရတဲ့လူများရှင်တွေကိုယ်တိုင်သိရမှာသူတို့ကိုနင်းပြီးတော့မှကိုပေါ့တို့ပြည်ဟိတရတို့ကပတ်စံရှာနေပြီဆိုတော့သိဖို့လိုတယ်ပတ်စံရှာနေပြီတကယ်ဆိုရင်သူတို့စေတနာရှိရင်ခင်ဗျားပွင့်နေပြီသူတို့ဒါအခြေအနေကိုနားလဲတယ်ဆိုရင်ပြည်သူမှနေတဲ့လူများရှင်တွေပေါ်မှာတကယ်စာနာစိတ်ရှိရင်သူတို့အတန်တိတ်ပြီးနေပေးရမှာပစာပပီနေပြီမှာဒါပေမဲ့မနေဘဲနဲ့သူကဘာဖြစ်လို့ပြောလဲဆိုတော့သူကလွတ်ရကြွရနေမှာရောက်နေပြီးတော့ပြည်ထဲမှာကျန်နေတဲ့အမှုပြရှင်တွေကြတော့ဟိုလိုလုပ်တယ်ဒီလိုလုပ်တယ်ပြောတယ်ဘာမှမပြောလဲဆိုတော့ social media youtube မှာတက်ပြောတယ်တက်ပြောတော့ youtube မှာလူတွေက view တွေတက်တယ် လူတွေကဝင်ကြည့်ကုန်ဝင်ကြည့်တဲ့ကြည့်ရောအဲ့မှာတို့က view တက်ပြီးတော့ YouTube ကနေဝင်ဝင်နေရတယ်ဒီဘက်ကသူပညာရှင်တွေဖြစ်နေတာဖြစ်ဘဝပြတ်သွားဆုတ်ပြတ်သွားတော့လည်းအေးမကြည့်ဘူးဘလို့ဖြစ်ဖြစ်အေးမကြည့်ဘူးဘာဖြစ်လဲဟိုမှာ YouTube ကဝင်ဝင်ရရင်ပြီးရောဆိုဟိုဘက်ကအုပ်စုကလုံနေအဲ့တော့ဒီဘက်ကသူပညာရှင်တွေကအဲ့ဒါကိုသိဖို့လိုတာကိုယ်နဲ့တစ်ဖက်သေးလို့ထင်ခဲ့ပေမဲ့ကိုယ့်ကိုအခုကိုယ်နင်းပြီးတော့ YouTube မှာပတ်စံရှာနေတာကိုလည်းသိကြဖို့လိုတယ်နော်တချို့အနုပညာရှင်တွေပြောတာပါသိကြဖို့လိုတာပေါ့ဗျာအဲ့တော့ဘာပဲပြောပူပေါင်းမှုမှာတော်တော်လေးတို့ဟိုနားလည်ဖို့လိုတာပေါ်ပေါက်ချိနေတာပေါ့နော်တို့စိတ်ထဲမှာငါတို့တော့ ဟိုဒီလိုပြီးဟိုပြီးဟောဘယ်ကောင်လဲရုပ်ကောင်ပဲကူညီပေးလိုက်လို့ငါတို့ပြည်သူများမုန်းပြီလားမသိဘူးဆိုတွင်းကောင်တွင်းနေလိမ့်မယ်ခင်ဗျားတို့ဘယ်ပြည်သူမှမမုန်းဘူးခင်ဗျားတို့တကယ်အားပေးတဲ့ပြည်သူစစ်ကမမုန်းဘူးအစကလေးခင်ဗျားတို့အားပေးတဲ့လူမဟုတ်တဲ့သူတွေကသာမုန်းတာခင်ဗျားတွေအစလေးခင်ဗျားတို့ဒုက္ခရောက်တော့မြင်ရင်းတဲ့လူတွေကသာခင်ဗျားတို့ပြောရမလို့မုန်းတယ်လို့ဟန်ဆောင်ပြီးတော့ဖဲ့တာပို့ရလင်းပြောရဲအဲ့တော့သိဖို့လိုတာကမြန်မာနိုင်ငံထဲမှာပရိသတ်၅တန်းတန်း90ကျော်ရှိနေသေးတယ်ပြည်သူ90ကျော်ရှိတယ်ထွက်ပြေးသွားတာကထွက်ပြေးသွားတာကအမှုပညာရှင်ကအယောက်100မပြည့်ဘူးဒီမှာကျန်နေကြတာ1000နဲ့ချီရှိတယ် ဲ့တော့စဉ်းစားကြရမှာကတထောင်နဲ့လူထောင်နဲ့ချီဆိုကျန်ခဲ့သောအမှုပညာရှင်တွေကအုံတော်မရှိချက်မပြည့်တာလားထွက်ပြေးတဲ့ကောင်တွေကအုံတော်မရှိချက်မပြည့်တာဘယ်ကောင်ကချက်မပြည့်တာဘယ်ကောင်ကပို့ပြီးတော့အကြောက်တရားရှိပြီးတော့ဘယ်ကောင်ကပို့ပြီးတော့ကိုယ်နိုင်ငံနဲ့ကိုယ်နိုင်ငံခြေတဖောင်းမခွာပဲအေးဆေးနေကြတာဘယ်ကောင်ကအကျန့်ဖက်မှုလိုလာတာလဲဆိုတာခင်ဗျားတို့ကလည်းသိဖို့လိုတယ်နောက်တစ်ခုကပရိသတ်တွေကြီးလိုက်ခင်ဗျားတို့အာမပေးမှာတော့ဒီပရိသတ်တွေတန်း90ကျော်လုံးကအကောလို့ကခင်ဗျားတို့လက်ကြည့်မဟုတ်တော့ဘူးလေအခုတန်း90ကျော်တွေမှာပြပထွက်သွားတဲ့လူကဘယ်နှယောက်ရှိလို့တော့ဒါအဖြေပဲအဲ့ဒါ နိုင်ငံထဲမှာကြံနေခဲ့တဲ့လူဦးရေအင်အားကသာလေပြည်သူအင်အားလို့ခေါ်တယ်။အဲ့ဒါကိုအမှုပညာရှင်တွေအုပ်စုတွေကပူပေါင်းပါဝင်ပြီးလူပညာရှင်တွေသိဖို့လိုတယ်။ဒါကြောင့်ကျွန်တော်ကဒီနေရာမှာအမှုပညာရှင်တွေပါဝင်လာတဲ့လူပညာရှင်တွေအကုန်လုံးကိုကျွန်တော်ကပို့လဲပြောတာခင်ဗျားတို့ရှေ့မှာကျွန်တော်ဘယ်လောက်ပဲပြောခဲ့ဝေဖန်ခဲ့ပြောခဲ့ပြောခဲ့ဒီနေ့ဒီကိစ္စတစ်ခုနဲ့ဒီနေ့ဒီလိုပြောပြတာနဲ့ခင်ဗျားတို့တော်တော်လေးတော်တော်လေးခင်ဗျားတို့ကျွန်တော်ဘာပြောအသိမပြုပါနဲ့တကယ်အသိမပြုပါနဲ့တကယ်စိတ်ထဲအသိမပြုပါနဲ့ပြီးတော့ခင်ဗျားတို့ဟောဘက်ကဖဲ့နေတဲ့ကိစ္စတွေမှတ်တယ်လေကျွန်တော် ပြန်ဖဲ့ပါပဲခင်ဗျားဘက်ကကျွန်တော်ပြန်ဖဲ့ပါဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ခင်ဗျားတို့ရာတိုက်ပြီးတပြီးရဲ့ခြံစည်းကိုစီဝင်တစ်ခုထဲမှာအတူတူနေကြတာဆိုးတူကောင်းပဲအတူနေကြရမှာအတူတူနေကြရမှာခင်ဗျားတို့ကလည်းမပါသေးွေ့ကျွန်တော်တို့ခင်ဗျားတို့ဆိုးတူကောင်းပဲရက်တီမှာခင်ဗျားတို့ကိုယ်တိုင်ကနေပြီးတော့ဒီဘက်ကိုလည်းမျက်နှာပြတာဟိုဘက်ကိုလည်းဖိပေးထားတဲ့ပုံစံမျိုးလုပ်နေတော့အဲ့ဒါဆိုတော့ခင်ဗျားတို့တွေ့မှာအဲ့တော့ခင်ဗျားတို့ကိုယ်တိုင်ကကိုဒီခြံကိုခြံကိုဝင်းထဲမှာဆိုးတူကောင်းပဲအတူနေမဲ့နေမလားဟိုဘက်ကခြံရဲ့ခြံစည်းရဲ့ပြပခြံစည်းပြပနေခွေးလိုဟောင်းနေတဲ့အုပ်စုနဲ့ခင်ဗျားတို့ကအတူတူလို့ခင်ဗျားတို့ခံစားမလားကြိုက်တာစစ်စားဒီကောင်တွေကခြံစည်းပြင်ကိုရောက်သွားတဲ့ခွေးတွေလိုပဲ ခါတော့သိဖို့လိုတယ်အဲ့ကိုရင်ခြံသီးရဲ့အပြင်ဘက်ရောက်တဲ့ခွေးတွေလိုပဲခြံသီးကိုပြင်ရောက်တဲ့ခွေးတွေရဲ့အိအိနဲ့အေရှင်လန့်ဟောင်းတာကိုခင်ဗျားတို့အဲ့ဒါကိုကြောက်နေမယ်ဆိုရင်တော့အေးအေးဆေးဆေးနေလိုက်အဲ့ခြံသီးကိုပြင်ဟောင်းတဲ့ခွေးဆိုတာခြံနဲ့ဝင်ကပ်ရဲတဲ့တတိလေးရှိရမှာပေါ့အဲ့တော့တတိရှိရင်တို့ပြန်လာခိုင်းကြည့်လိုက်ဘယ်ကောင်းပြင်မလာရဲဘူးဒါကြောင့်ခြံသီးကိုပြင်ဘက်ကဟောင်းနေတဲ့ခွေးတွေကိုခင်ဗျားတို့ကစိုးရိမ်နေမဲ့စားဒီခြံဝင်းထဲမှာအတူတူကစိုးတူကောင်းမဲ့အတူတူကျွန်တော်တို့အတူတူလက်တွဲညီနေကြရမှာဖြစ်တယ်ဒါကိုခင်ဗျားတို့သိဖို့လိုတယ်နော်အဲ့တော့နိုင်ငံတော်ကြီးကတာဝန်ရှိသူတွေလည်းခင်ဗျားတို့ဖြေလျှော့ပေးခဲ့ပြီးပြီဆိုတော့ခင်ဗျားတို့လည်းသိဖို့လိုတယ်စိတ်တွေ ကို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 ပြန်ပြီးရှင်းရှင်းလင်းလင်းနားလည်အောင်တရားထိုင်ကြည့်တရားမှတ်ကြည့်ဘူးလို့တရားမှတ်ကြည့်ဘူးလို့တယ်တရားမှတ်ကြည့်ဘူးလို့ငါငါ့ကိုပြည်သူတွေမုန်းမလားချစ်မလားဆိုတော့ခဏထားတရားမှတ်ကြည့်ဘူးလို့ငါလုပ်လိုက်တဲ့အလုပ်ကပြည်သူလူတွေအတွက်လားပြည်သူလူသေးကြေးသေးဖို့လားပြည်သူလူတွေအောင်ကြည်အောင်ငါတို့ကမြှောက်ပေးနေတာလားဒါမှမဟုတ်ပြည်သူလူတွေကိုခုနဒီဒီမိုကရေစီရွေးကောက်ပွဲနဲ့ဒီအရသာအစိုးရတည်းပေါ်လာငါတို့ကတွန်းအားပေးနေရလားခဲတော့တချင်တော့လိုချင်တဲ့ဒီမိုကရေစီလို့ပြောခဲ့တယ်အခုဒီလက်ရှိအစိုးရသွားမှာဒီမိုကရေစီသွားမှာအဲ့ဒါအောင်မှာခင်ဗျားတို့ကဒါအခုသွားမှာဒီမိုကရေစီမဟုတ်ပါဘူးလို့ခင်ဗျားတို့ကအခုထိတွေးနေသေးတာလားသေချာစဉ်းစားဖို့လိုတယ်ဒါကခင်ဗျားတို့ ုံတော့ရှိရင်တရားစဉ်းစားရတယ်စာဖတ်စဉ်းစားရတယ်စာမတိုင်တော့မစဉ်းစားရဘူးစာမဖတ်မစဉ်းစားရဘူးကြက်မပြည့်မစဉ်းစားရဘူးအဲ့တော့တချို့ကြက်မပြည့်လို့ကျွန်တော်တော်လုပ်တာကိုတော့ကျွန်တော်ပြန်ပြောလို့ကြက်ပြည့်တယ်လူကကြက်ပြည့်တယ်လူတရားစဉ်းစားဖို့လိုတယ်ကိုကိုကအမှုပညာရှင်ကြက်ပြည့်တယ်လူပညာရှင်ဖြစ်တယ်လို့စဉ်းစားပြီးရင်တရားစဉ်းစားကြည့်ဖို့လိုတာကငါတို့ကဒီခြံဝန်းထဲမှာညင်းညွန့်နေတူနေရင်ခြံစည်းကိုပြင်ပဟောင်းနေတဲ့ခွေးတွေကိုရှင်းပြရရင်တော့ရနွေးဘူးနဲ့ပဲလှမ်းပက်ပက်နှာနုပဲဖျက်ရိုက်လို့ရတယ်။အဲကိုကိုအချင်းချင်းကမညီညွတ်ရင်တော့အပြင်ကောင်ဟောင်းခြင်းနဲ့ဟောင်းတာကိုကျွန်တော်တို့က ကြောက်လန့်ကြတဲ့ဝေယုံသုံးကဖြစ်နေမှသိကြတယ်အဲ့တော့ကျွန်တော်တို့ပိုတင်ကြီးတွေလေသူတို့ပိုကြောက်တွေလေပဲသူတို့ကျွန်တော်တို့တင်ကြီးတွေလေသူတို့ပိုပြီးတော့သူတို့ဟောင်းတန်တွေရတဲ့ဖြစ်ဖြစ်နဲ့တန်ပြော့ပြော့သွားလေဖြစ်လိမ့်မယ်ကျွန်တော်တို့မတီမငင်ဖြစ်တယ်လေခွေးဟောင်းတန်ပိုကျဲလာလေဖြစ်မယ်အဲ့တော့ချန်စီယိုအပြစ်ဘက်ကိုရောက်သွားတဲ့နိုင်ငံပြစ်ပေါက်ရောက်သွားတဲ့နုပညာရှင်လို့ခေါင်းစိတက်ထားတဲ့ချန်စီယိုအပြင်ရောက်ခွေးတွေရဲ့ဟောင်းတန်ပိုကျဲမလာအောင်လို့ဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့တင်ကြီးမှုနဲ့ပြတာရမယ် unity ညီညွတ်မှုကိုပြတာရမယ်ဆိုတော့ခင်ဗျားတို့နုပညာရှင်တွေအသိဖို့လိုတယ်ကိုယ့်အချင်းချင်းလည်းလက်တွဲညီချိန်ထားဖို့လိုတယ်နော်နောက်တစ်ခုက ဒီနေရာမှာကျွန်တော်နောက်တစ်ခုကဒီအမှုပြရှင်နဲ့ပတ်သက်ပြီးအခုအမှုပြရှင်နဲ့ပတ်သက်ခွဲခြားယူဝေဖန်ကြတာရှိတယ်။အာပြည်သူအင်ဒရာကျော်စင်ရောငါတို့ကမဝေဖန်ဘူး။ကျန်တဲ့လူတွေဝေဖန်တယ်လူတွေပဲဆိုအဲ့ဒါခင်ဗျားတို့အချင်းချင်းကြားထဲမှာတက်ရှုထည့်ပြီး divide and rule လို့ခေါ်တော့တတ်မှတ်တာ။ divide and rule လို့တာ။ divide and rule လို့တာခင်ဗျားတို့နားလည်ဖို့လိုတယ်။အဲ့ဒါကိုနားလည်ဖို့လိုတယ်။နောက်တစ်ခုက ကြောင်ညာကုမ္ပဏီတွေကြောင်ညာရတဲ့ကုမ္ပဏီရွှေဆိုင်ကြောင်ညာကုမ္ပဏီတွေဘန်ကြောင်ညာတွေနောက်တစ်ခါတခြားသောဟိုစားသုံးကုန်ပစ္စည်းကြောင်ညာတဲ့ကုမ္ပဏီတွေအဲ့ဒီကုမ္ပဏီတွေကလည်းဟာဟိုလူကတော့ပြည်သူတွေကမဝေဘူးဒီလူကတော့ဝေပန်တယ်အဲ့တော့မဝေဘန်တဲ့လူနဲ့ငါတို့ကြောင်ညာနိုင်မယ်အဲ့လိုလုပ်ပြီးဆိုရင်အဲ့ဒီကုမ္ပဏီတွေကိုလည်းနောက်ကျောင်းရဆိုရင်လိုက်ဖို့လိုတယ်အစိုးရလိုက်ရမှာအစိုးရကဲအဲ့ဒီသူတို့ကိုယ်တိုင်ကကိုယ်တည်းဒီအမှုပြန်ချင်ကြတယ်မတတ်ရှုဖို့ကြိုးစားနေတယ်အဲ့ဒါမလုပ်ရဘူးအဲ့တော့ဘာလို့လဲဆိုတော့တညီတညွတ်တည်းလုပ်ပေးရမှာအဲ့အဲ့ဒီကုမ္ပဏီပြည်သူ့မှာကျန်နေတဲ့ကုမ္ပဏီတွေကလည်းရွှေဆိုင်ကုမ္ပဏီတွေအထူးဖြင့်ရွှေဆိုင်ကုမ္ပဏီတွေနောက်တော့သူတို့ဘာလီဘန်နေနောက်တော့ ဟိုကုန်းကုန်းထုတ်လုပ်ငန်းလုပ်တဲ့ကုမ္ပဏီစားသုံးဝင်ရောင်းတဲ့ကုမ္ပဏီအဲ့ကုမ္ပဏီစသဖြင့်ကြော်ညာလုပ်တဲ့ကုမ္ပဏီမှန်သမျှလူပညာရှင်တွေကိုခင်ဗျာအဲဒီလူပညာရှင်တွေကတော့ဒီအခင်းချင်းမှာအစဲမခံအောင်အစဲမခံလူပညာရှင်တွေငါတို့ကြော်ညာနိုင်မယ်ဒီကောင်တွေအစဲခံတယ်အစဲခံတဲ့လူပညာရှင်တွေငါတို့မရိုက်လူပညာရှင်ငါတို့မရိုက်ဘူးဆိုတော့ပုံစံမျိုးတော့ခင်ဗျားတို့ကိုယ်တိုင်ခွဲခြားပြီးတော့ဆက်ဆံလိုက်မယ်ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်ကဒါရှင်းရှင်းပြောရရင်တော့လူပညာရှင်ကြားမှာတတ်ရှုသွေးခွဲနေတာဖြစ်တယ်ပြီးတော့နိုင်ငံတော်နဲ့လူပညာရှင်ကြားမှာတတ်ရှုသွေးခွဲတာဖြစ်တယ်လူပညာရှင်နဲ့ပြည်သူလူထုကြားမှာတတ်ရှုသွေးခွဲတာဖြစ်တယ်အဲတတ်ရှုသွေးခွဲမှုခင်ဗျားတို့လုပ်ပြီးဆိုရင်အဲ့ဒီ company ရဲ့ နောက်ကျောင်းရာဇဝင်နေအဲ့ဒီဥပညာရှင်တွေရဲ့ကြော်ညာကစည်းရိတ်တွေပေါ်မှာအကုန်လုံးပေါ်မှာရှင်းရှင်းပြန်ပြပြသသာနိုင်ငံတော်ကကျွန်တော်ကျောင်းဆိုလိုက်ပြီးတော့စုံစမ်းဖော်ထုတ်ဖို့လိုသွားပြီးလို့ကျွန်တော်တိုက်တွန်းခြင်းလေဒါကတော့ခဏရှင်းရှင်းလေးပဲပုံဝင်လေးပဲကျွန်တော်ပြောတာကျွန်တော်တော့အားလုံးတည်တည်ငြိမ်ငြိမ်နဲ့တူတူကတူတူကတည်တည်ငြိမ်ငြိမ်နဲ့တူတူကလက်တွဲညီညီသွားတာကိုမြင်ခြင်းလေဒါကကျွန်တော်ပုံဝင်လေးဥပညာရှင်နဲ့ပတ်သက်ပြောတာအဲ့တော့ဒီနေ့ပုံဝင်ပါဝင်လာတဲ့ဥပညာရှင်နဲ့ပတ်သက်ရင်လည်းဘာပြောကျွန်တော်တို့ကဝမ်းသာပါတယ်ဘလို့ရနောက်ထပ်ဥပညာရှင်တွေထပ်ပုံဝင်ပါဝင်လာကြမယ့်လူတွေလည်းရှိကြအောင်မလို့ယူဆတယ်ပါလာကြရလဲကောင်းပါတယ်လို့ပြောခြင်းနဲ့ ါမပါဝင်ရဖြစ်သေးတဲ့ဥတွေရှင်တွေကိုယ်တိုင်ကလည်းဟောငါတို့လည်းဒီအခိုက်တဲမှာမဟုတ်ရင်နောက်ခိုက်တဲ့တခုမှာပါမှာပေါ့ဆိုတဲ့မျိုးနဲ့အစင်းသင်းစောင့်နေပါချင်းတခုရောက်လာရင်ကိုကသူတို့ပြောကြရမလို့ပဲကိုကိုယ်တိုင်ပူပေါင်းပါဝင်ခြင်းအားဖြင့်ကိုကနိုင်ငံတော်ဘယ်လောက်ထိဟိုတစ်ချိန်တစ်ခါမှာလက်မှတ်ထောင်ပြောလို့ရငါနိုင်ငံတော်နိုင်ငံတော်ဘယ်လောက်ထိထောက်ပံ့ကူညီပေးခဲ့ဘူးလဲနိုင်ငံတော်ငါတို့ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာကိုလက်မှတ်ထောင်လို့ရမယ်ကျွန်တော်ဒီနေ့အချိန်ကျွန်တော်ကိုယ်ကျွန်တော်ယုံကြည်တယ်လက်မှတ်ထောင်နိုင်တဲ့တခုပဲကျွန်တော်နိုင်ငံတော်ကိုကူညီနေနိုင်ခဲ့ပြီဘွားတစ်ချောက်ပါကျွန်တော်ဘွားတစ်ချောက်လုံးမှာကျွန်တော်ဘွားတစ်ချောက်လုံးဖျက်ဆီးမှုတွေကဒီ၅နှစ်အတွင်းမှာမကောက်ဟုတ်ရှိရတယ်ပြောရင် ီဒီယာလောမီဒီယာအင်အားနဲ့ကျွန်တော်နိုင်ငံတော်ကိုကျွန်တော်ကူညီနိုင်ခဲ့ပြီကျွန်တော်ဝန်ကြီးအတွက်လုံနိုင်ခဲ့သလိုနိုင်ငံတော်လည်းကျွန်တော်ကူညီပေးနိုင်ခဲ့ပြီဆိုတော့ကျွန်တော်ကိုကျွန်တော်လက်မထောက်ပြောလို့ရသွားရင်ဖြစ်စဉ်ပေါင်းများစွာရှိတယ်အဲ့တော့ကျွန်တော်ကတော့နိုင်ငံတော်ကူညီနိုင်ခဲ့တာကိုကျွန်တော်ကိုကျွန်တော်ဂုဏ်ယူလေးရှိတယ်အမြဲတမ်းနော်ပြီးတော့ဒါတွေကနောက်တစ်ချိန်မှာကိုကူကိုလက်ပြနိုင်ငံတော်နဲ့ရှယ်လိုင်းလက်ပြလုံစီရတယ်ဖြစ်လာလိမ့်မယ်တပါတီရဲ့ကြုံမဟုတ်ခဲ့ဘူးအဲလူပုဂ္ဂိုလ်တို့ဖူးစုတို့ဘွဲ့ကြုံမဟုတ်ခဲ့ဘူးအဲလူပုဂ္ဂိုလ်တို့တရားကြုံဖြစ်ခဲ့ဘူးဆိုတာကပဲကျွန်တော်ကိုကျွန်တော်ဂုဏ်ယူနေလို့ရှိတယ်ဒါပါပဲကျွန်တော်ပွင့်လင်းပြောရအောင်နော်ဒါအလို့ရရှင်တွေလည်းသိဖို့လိုအောင်ပြောတာပါဆိုတော့နောက်တစ်ခုကကျွန်တော်တို့ ီနေ့အဲ့ဒါပြောပြီးတော့ကျွန်တော်ဒီနေ့ဒီကြားဖြတ်ကိစ္စကြီးဒီနေ့ဆက်ပြောပါမယ်ကြားဖြတ်ကိစ္စကြီးပါလဲဆိုတော့ဒီနေ့ကြားဖြတ်ကိစ္စပြောမယ်ဆိုပထမကြားဖြတ်ကိစ္စအကြောင်းပြောမှာကဥပယ်ဆောက်ချေရဲ့နောက်ဆုံးနေ့ရဲ့များပေါ့ပြောရရင်ဥပယ်ဆောက်ဥပယ်ဆောက်ချေကိုလွန်သွားပြီလို့ပဲပြောရင်ပိုရှင်းပါလေပိုရှင်းပါလေဥပယ်ဆောက်ချေကိုလွန်သွားပါပြီပယ်ဆောက်ချေကိုလွန်သွားပါပြီအာဥပယ်ဆောက်ချေအသက်85နှစ်ကျော်ပါပြီ85နှစ်ကျော်ပါပြီအဲ့တော့ကိုလွန်သွားပါပြီကြားဖြတ်မှုနဲ့သူ့ကိုတည်တံချခံရတာအားလုံးသိပြီးသားဖြစ်ပါလေအဲ့တော့သူ့ကို ကြားဖြတ်မှုနဲ့ကြားဖြတ်မှုနဲ့သူ့ကိုအဲတေးတန်ချခံထားပြီးတော့တေးတန်မပေးခင်လေးမှာပဲဒီပြောရရင်တော့ပြောရက်ဆွဲနဲ့ဆိုမနစ်ရပါဘူးနိုဝင်ဘာ17ရက်နေ့မှာပဲကိုယ်လုံသွားတယ်လို့ချန်ပီယံသိရတယ်နော်အဲ့တော့သူ့ကိစ္စကတော့နည်းနည်းစိတ်ဝင်စားဖို့လည်းကောင်းပါတယ်ပြီးတော့ကျွန်တော်ဒီနေရာမှာပယ်ဆောက်ချင်ကိစ္စပြောရင်အခြားကိစ္စလည်းကျွန်တော်ဆက်ပြောမယ်နော်ဆိုတော့ပယ်ဆောက်ချင်တို့ပယ်ချန်တို့အုပ်စုတွေစလုံးကိုနော်အာတေးတေးဘီကွမ်တုံပြည်နယ်ရှန်ချန်မြို့ရဲ့တရားရုံးကနေပြီးတော့အမိန့်ချလိုက်တယ်တေးတန်ပေးထားပြီးသားဖြစ်တယ် နော်ပါတော့ပေးဆောက်ချင်ပါတယ်သူသားတွေပါရောဗျာခေါင်းစဉ်တွေဆွဲချက်တင်တဲ့အမှုတွေကတော့အားလုံးသိပြီးသားပဲ online လိမ်လည်မှုကြားဖြတ်မှုလူသတ်မှုပြန်ပေးဆုံးမှုငွေညှိမှုကာစီနိုဖုတ်မှုနယ်စပ်တရားမဝင်ဖျက်ချော်ပြီးအစီအစဉ်မှုပြည်ထောင်မှုအဆရှိအမှုပေါင်းများစွာနဲ့တရားဆွဲထားပြီးတော့ဒေတန်ပေးထားတာပေါ့နော်အဲ့တော့ဒေတန်ပေးထားတဲ့ဥပယ်ဆောက်ချင်ကကြည့်ရတာသူကသူစိတ်လုံးဝရှော့ချလိုက်တယ်လို့ယူဆပါတယ်။သူတည်တံပေးထားခံရပြီ။ငါပြည်မြန်မာပြည်ပြန်ခွင့်မရတော့ဘူး။မြန်မာပြည်လို့ပြန်လို့ရမှာမဟုတ်တော့ဘူး။အဲ့တော့ခြေတံနဲ့တည်မှာပဲ။အဲ့တော့ငါစိတ်ရှော့လိုက်တဲ့သဘောပေါ်ပါတယ်။အဲ့တော့မနေ့ကနိုဝင်ဘာ17ရက်မှာပဲ သူ့ရဲ့သူ့ကိုထားတဲ့ဟိုဟိုမှာပဲဟိုထောင်ထဲမှာပဲကွယ်လွန်တဲ့အတွက်သူ့ကိုဆေးကိုခေါ်ရတယ်ခေါ်သွားပြီးတော့ဆေးကိုမှဆစ်လိုက်တဲ့ခါကျတော့တည်နေပြီတည်ရန်မစီရင်ခင်မှာကွယ်လွန်သွားတာဖြစ်တယ်ပေါ့နော်ပြောရရင်တော့တည်ရန်စီရင်ခြင်းမခံဘဲနဲ့ကွယ်လွန်သွားတယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကဒီနေရာမှာတရုတ်ကဥပဒေစီမင်းစည်းကမ်းလေးတချို့ရှိပါတယ်အဲ့ဒါတော့တရုတ်ကဘယ်လိုကျင့်သုံးလဲမသိဘူးခုတော့ရင်းတော့ဘယ်လိုကျင့်သုံးလဲတရုတ်ကအသက်85နှစ်ရှိပြီကျော်ပြီဆိုလို့ရှိရင်အဲ့ဒီလူပုဂ္ဂိုလ်ပေါ်မှာတည်ရန်စီရင်လေးမရှိဘူးပေါ့နော်ဥပဒေကဒါပေမဲ့ ဒီလာကတာမန်တော်တော်လေးဒီတာမန်မှုတစ်ခုနှစ်ခုလောက်ကိုတို့လက်ခံလို့ရပြီမဲ့အဲကြီးခုဒီပဲဆောက်ချင်လို့ရမိသားစုကျွလွန်တယ်လို့တရုတ်ကတတ်မှတ်လိုက်တဲ့အမှုတွေပေါင်းများစွာကြတော့85နှစ်ကျော်မှာလို့950ပဲ2950ဖြစ်နေပါစေ။သေတံပေးရမယ်လို့ကိုတည်တည်ဆုံးဖြတ်ထားပုံရပါတယ်။ဒါကြောင့်မလို့ဥပဲဆောက်ခြင်းကို85နှစ်မှာသေတံထောင်ထဲမှာတတလုံးမထားဘဲနဲ့သူကဟိုသေတံပေးကိုပေးမယ်ဆိုတဲ့ပုံမျိုးတွေ့ရတယ်။အဲ့တော့ခံမှန်းကြတာတော့တကူဆိုတာဒါကိုကြည့်ချင်းအဖြစ်ဥပဲဆောက်ခြင်းကိုရတော်ကြောက်အဖြစ်ရုတ်တရက်ဒီတရုတ်လူလူကြားမှာတမျိုးဖြစ်မှာဆိုလို့များဥပဲဆောက်ခြင်းဟာ ဒီသေရမချမီတရက်လို့မှာပဲသူတခုသူစားတော့တဲ့အရာတွေတခုခုဖြစ်ဖြစ်သူသုံးဆောင်နေရတဲ့တခုခုဖြစ်ဖြစ်သူဟာသူတခုခုဖြစ်ဖြစ်သူ့ကိုယ်သူများမတက်သေးသွားခဲ့သလားဒါမို့လည်းအဲတည်သွားစီလောက်တဲ့အရာတခုခုတွေမှာသူရင်ဆိုင်ခဲ့ရသလားဆိုတော့ဒါကျွန်တော်တို့လည်းမသိဘူးကောက်ချက်ဆွဲရခက်တယ်ပေါ့နော်ဆိုတော့ဘလို့ပြုဥပဒေဆောက်ချင်တော့ပြန်သွားပြီပြီးရင်တော့သူသားတယ်ဖြစ်တဲ့ပယ်ယွန်ချန်းပေါ့နော်ပယ်ယွန်ချန်းတို့ဘာလို့ဆိုလဲဒါဒီရန်ပေးခံရပါတော့ဆိုတော့တို့ရင်ဆိုင်ခဲ့ရတဲ့ဟာကလည်းကြားဖြန့်ဆိုတဲ့ကိစ္စနဲ့ရင်ဆိုင်ရတာကြားဖြန့်ကိစ္စကကျွန်တော်ပြီးရင်ဆက်ပြောပါမယ်တော်တော် issue လောက်နဲ့တော့ကြားဖြန့်ဆိုတာမပြီးပါဘူးကြားကြားဖြန့်တော့ကြီးပါတယ်အဲ့တော့ကြားဖြန့်ကိစ္စနဲ့ဥပယ်တို့ဟိုဟာတို့အုပ်စုတွေတွေ့လုံသားပြီဆိုတော့ကျွန်တော်ကအိမ်မှာတစ်ခုပဲစဉ်းစားမိလာတယ်အဲ့တော့မိမိသားစုဝေမိသားစုလျိုမိသားစုသုံးစုကြံတယ်အဲ့သုံးစုကိစ္စနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မှာမိကုန်းတွေအများကြီးထွက်လာတယ်ဒီနေ့မှာရှင်းပြရတော့ဟိုတက်ဆိုင်ရာမိသားစုတွေအကုန်လုံးကလည်းနိုင်ငံတော်လက်ရှိနိုင်ငံတော်အကြီးအကဲကိုဒါကြည့်ရတာမြစ်တရခံကုလီတောင်းခံတော်တွေပြောလိမ့်မယ်တနာခံတော်တွေလည်းပြောရင်ပြောကောင်းပြောလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့ ဒီတရုတ်ရဲ့စီရင်မှုနဲ့ပတ်သက်လို့ရှိရင်မြန်မာကဒီတစ်ချိန်တုန်းကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအောက်မှာနေခဲ့ပူးတဲ့ဒီပုံကိုယ်တွေကမြန်မာနိုင်ငံသားလဲတစ်ဖက်ကပြောလို့ရတဲ့ပုံကိုယ်တွေကနိုင်ငံတော်လဲအများကြီးလုပ်ပေးခဲ့တဲ့ပုံကိုယ်တွေပေါ့ဗျာအဲ့လိုပုံကိုယ်တွေကနိုင်ငံတော်ရဲ့အကူအညီလေးလဲသူတို့မှလဲမျှော်လင့်တောင်းတာမှရှိမယ်ဆိုလိုတာတည်တံပေးခံရတာတို့ဒီပြည်ထောင်ချခံရတာတို့ဘာလို့ကြတော့တရုတ်မှာတည်တံပေးခံရမယ်ထောင်နှံချခံရမယ်ဆိုတာမြန်မာပြည်ပြန်ခေါ်လို့ရရင်ခေါ်စီခြင်းနဲ့ဆိုတဲ့ရှုထောင်မျိုးတွေဒီသူတို့တက်ဆိုင်ရာကြိုင်းခဲ့တဲ့ဒီမှာမိသားစုတွေဆိုင်သူတွေမိသားစုအနွယ်ပွားတွေရတာအဲ့အဲ့တို့အဲ့ဆန္ဒရှိနေကြတယ်လို့သိရတယ် ဆိုတော့ပြောရရင်တော့အဲ့အားလုံးထဲမှာဆိုရင်ကျွန်တော်ခဏပြောတယ်မိသားစုလေးစုထဲမှာဆိုရင်ဝေမိသားစုနဲ့မြေမိသားစုကနည်းနည်းလေးကျန်းတယ်ကျန်းတယ်ဆိုတော့တရုတ်ကကိုရီးယားခွန့်မလွန်နိုင်တဲ့ဟာမျိုးတွေသူတို့ကျူးလွန်ထားခဲ့ပုံရတယ်ဥပမာဆိုတရုတ်ထောက်လိုက်ရေးတွေတပ်ပလိုက်တဲ့ခါမျိုးဆိုရင်ဒါမြေမိသားစုကလုတ်တယ်လို့သူတို့ထောက်ထားတွေပြနေတယ်ပေါ့နော်ညွန်ထောက်ထားတွေညွန်ပြနေတယ်အဲ့တော့မြေမိသားစုကလုတ်တယ်ဆိုမှတော့ဒီမြေမိသားစုမိသားစုရဲ့ဘဝအနာဂတ်ကမလွယ်ပါဘူးအဲ့ကြောင့်လဲမြေလျှောက်ချမ်းအကြီးဆုံးပုံကမြေလျှောက်ချမ်းကမြေမိသားစုအကြီးဆုံးပုံမြေလျှောက်ချမ်းကသူ့ကိုယ်သူလောက်ကင်မှာပဲတတ်တည်သွားတယ် သူကျန်တဲ့မိမသားဆိုကျန်တဲ့သားသမီးတွေသားလည်းအဖတ်ခံသွားပြီးတော့ဟိုမှာဒေနံပေးခံထားရတယ်။ဝေမိသားဆိုလည်းအလားတူပဲဖြစ်မယ်။ဝေမိသားဆိုလည်းနည်းနည်းလေးသူတို့ကလည်းတနတ်လက်နက်ကင်အင်အားတပ်ဖွဲ့ရှိတော့သူတို့ကလည်းလက်နက်နဲ့နည်းနည်းလေးမောက်မာခဲ့ပို့လို့ရမယ်ထင်ပါတယ်။အဲ့တော့တရုတ်ဘက်ကလည်းဒါသူတို့ထောက်လိုင်းတွေလွှတ်ထားတယ်ပေါ့။ကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးထောက်လိုင်းလွှတ်တဲ့ထောက်လိုင်းတွေကကြည့်ရတာနှိပ်စက်ခံတပ်ဖြတ်ခံရဖြစ်တဲ့ခါကျတော့ဒါတွေကကြည့်ရတာတရုတ်အတွက်ဒေါသထွက်ပုံရတယ်။ဒါကြောင့်မလို့ခေါ်ပြောင်းရတယ်။အဲ့တော့အဲ့မှာခုနကတက်တာတယ်ဆိုတဲ့နေရာမှာလီယိုလို့ခေါ်တယ်။လူမိသားစုကြတော့သူကကြားဖြတ်နဲ့ဓာတ်ရိုက်ပတ်သက်မှုကြီးကြီးမားရှိလာမင်း တိတ်ကြီးမှမရှိကြမရှိဘူးလို့ကျွန်တော်တို့သတင်းတွေကြားရတယ်ဆိုကြပါစို့တရုတ်ဘက်ကဒီလျိုမီသားစုတို့ဘာလို့ဆွဆွဲထားတဲ့ဟာတွေဆိုရင်ကြားကြားရတော့တစ်ချက်ကဆက်သွယ်ရေးနည်းပညာဖြင့်လိမ်လည်ခြင်းကြားဖြန့်ပေါ့ဗျာချင်းကြောက်ရင်ငွေညစ်ခြင်းတရားမဝင်ဖမ်းဆီးချုံနှောင်ခြင်းကာစီနိုဖွင့်ခြင်းတရုတ်နိုင်ငံသားများတရားမဝင်နေဆက်ဖြတ်ချုပ်မှုကိုကူညီခြင်းပြည်ထောင်စုလုပ်ငန်းများလုတ်ကင်ခြင်းငွေစည်းဝါးနဲ့ပတ်သက်၍ပတ်သက်ခြင်းအစသည့်အချက်ဒီခုနှစ်မှုနဲ့ဆွဲထားတယ်ပေါ့နော်အဲ့တော့အဲ့ခုနှစ်မှုကဗမာရင်ဆိုင်ပါဆိုတော့လော်ရန်လော်ရန်မျိုး အလတ်တရားရုံမှာတရားဆွဲမယ်ပေါ့ဗျာတရားဆွဲတယ်ပေါ့ဗျာတရားဆွဲပြီးတော့သူတို့ကိုလည်းဒါတည်တံပေးမလားလို့မေးရင်တည်တံပေးခြင်းတော့လက်ရှိချိန်ထိတော့မရှိသေးဘူးဒါပေမဲ့သူတို့ကတော့စုံစမ်းမှုစစ်ဆေးမှုတွေ့ရှိတယ်ဒီလူတွေကိုပြစ်ဒဏ်ချမှတ်မယ်ဆိုတဲ့ပုံစံမျိုးအဲပြောတယ်ပေါ့ဗျာအဲ့တော့ပြောရင်တော့ဒီထက်မှာဟိုဖြစ်နိုင်ခြင်းအခြေအဆုံးကိုပြန်တွက်တာပေါ့နော်သူတို့သူတို့နဲ့ပတ်သက်ပြီးတော့ကျူးလွန်နေဆိုပြီးတော့ထောက်ပြထားတဲ့အချက်တွေအများကြီးရှိပါတယ်နော်ထောက်ပြထားတဲ့အချက်တွေအများကြီးရှိတယ်ပေါ့ရှိတော့အဲ့ထက်မှာမှဦးလီကြီးလီကျင်းချန် ခေါ်လျောပေါဥလျောပေါပေါ့နော်နောက်တစ်ခုကဥလျူဖူးလုံးဒါနောက်တစ်ခုက